အတန်းပညာမတက်ခဲ့ပေမယ့်အခုလိုကြိုးစားမှုတွေကြောင့်အသက်60ကျော်လကျိန်းမှာလေအိတ်ကရာနဲ့ချီပိုင်းဆိုင်လာတဲ့ဦးမျိုးတန်မြမမျိုးသားတူကြီးတစ်ခုလုံးအားကျနေရတဲ့အမွာသမီးလေးတွေရဲ့ဖေဖေတတိကြီးဦးမျိုးတန်ကတော့တကယ်တော့လေးတန်းတောင်မောင်းခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒီအကြောင်းလေးကိုရှက်စရာရေးလို့သဘောမထားပဲလူငယ်တွေစိတ်သက်ခွန်အားတိုးတက်စေဖို့အတွက်တတိကြီးဦးမျိုးတန်ကအခုလိုမျိုးအင်တာဗျူးကနေတက်စစ်တနိုင်ငံလုံးသိအောင်ဖွင့်ချပြောဆိုလာခဲ့ပါတယ်ဘဝကိုအကောင်းဆုံးပုံဖော်နေထိုင်ဖို့အတွက်ပညာတက်ဖို့အရေးကြီးတယ်ဆိုပေမဲ့အချိန်နဲ့အကြောင်းမျိုးမျိုးကြောင့်အတန်းပညာမသင်ခင်ရရင်လည်းအချမ်းသာ ်းသာဆုံးတထည်ကြီးပွားနဲ့အောင်မြင်နိုင်တယ်ဆိုတော့ကိုဦးမျိုးတန်းကအခုလိုပြောပြလာခဲ့ပါတယ်။ တရေချီဦးမျိုးသက်ဆိုတာမန္တလေးဒေသတဝိုင်းမှာအရင်နာမည်ကြီးပြီးတော့လူချစ်လူခင်ပေါများတဲ့ဘဝကိုရောက်ရှိဖို့အတွက်အတန်းပညာကိုအမကိုပဲတခြားသောအသိဉာဏ်ပညာတွေကိုတိုးပွားအောင်လုပ်ပြီးတော့ကြိုးစားခဲ့ရပါတယ်။ငငယ်တုန်းကဆိုရင်အရင်ဆင်းရဲခဲ့တဲ့အတွက်ကြောင်းတက်ခွင့်မရပဲဘာအတန်းပညာကိုမှသင်ကြားခွင့်မရခဲ့ပါဘူး။သူများတွေကြောင်းတက်နေတဲ့အချိန်မှာကြောင်းမတက်နိုင်လို့အားငယ်နေရပြီးမယ်။ကိုသားသမီးတွေအလှည့်ကြရင်ဒီလိုမဖြစ်စေဖို့အတွက်ဦးမျိုးသက်ကအကောင်းဆုံးကြိုးစားခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အချိန်မှာလေသုံးအီကာနွားတရှင်းကနေစတင်ပြီးလေယာဉ်လုပ်ငန်းကိုအခြေချလုပ်ကင်ခဲ့ပါတယ်။ခြေလှမ်းအဆောက်တွေကအရေးကြီး တယ်ဆိုတဲ့အတိုင်းတတိကြီးဦးမျိုးတန်းကလည်းသူ့ရဲ့လက်သမားဘဝကိုတည်တည်ချာချာစူးစမ်းလောက်ကိုင်းရင်းနဲ့တိုးတက်ကြီးပွားအောင်ကြံစီခဲ့ပါတယ်။ယူသားစူးစမ်းခဲ့တဲ့အတွက်လက်ခွက်ကလေး၃ခွက်နှွားလေး၂ကောင်ပိုင်ဆိုင်တဲ့ဘဝကနေတဖြည်းဖြည်းတိုးတက်ကြီးပွားလာပြီးအခုဆိုရင်တော့လက်အိကပေါင်းရာနဲ့ချီကိုပိုင်ဆိုင်ထားတဲ့အချမ်းသာဆုံးတတိကြီးဘဝကိုရောက်ရှိလို့သွားခဲ့ပါပြီ။လက်ခွက်ဒီကိုသားမကတခြားသောစီးပွားရေးလုပ်ငန်းတွေများစွာကိုလည်းပိုင်ဆိုင်ထားပြီးအလို့တန်းတွေကိုလည်းစိတ်ကြိုက်လုပ်နိုင်တဲ့လူတကာလေးစားရတဲ့တတိကြီးအဖြစ်ဦးမျိုးတန်းကအခုလိုစူးစမ်းခဲ့ရတာပါ။ဒီကြားထဲမှာအခက်အခဲအမျိုးမျိုးကိုလည်းရင်ဆိုင် ခဲ့ရပြီးမယ်အတန်းပညာမသင်နိုင်အကြောင်းမတတ်နိုင်တဲ့အထိစည်ရခဲတဲ့ဘဝကိုပြန်မြောက်ချင်တာကြောင့်ဤမှတ်ချက်အပြည့်နဲ့ကြိုးစားခဲ့တာဖြစ်ပါတယ် အတန်းပညာမတက်ခဲ့ရတာကြောင့်ဘဝကတင်ကြားပေးတဲ့ပညာတွေနဲ့အခုလောက်ထိတိုးတက်ကြီးပွားအောင်မြင်ခဲ့တဲ့ဦးမျိုးတန်းကနွမ်းပါတဲ့လူငယ်လေးတွေအတူယူနိုင်စေဖို့အတွက်သူ့ရဲ့ဘဝကိုတနိုင်ငံလုံးသိအောင်လို့ထုတ်ဖော်ပြပြလာခဲ့ပါတယ်။အခုချိန်မှာဆိုရင်ဦးမျိုးတန်းကစီးပွားရေးလူမှုရေးအလှူဒန်းကိစ္စတွေမှာလူတိုင်းလေးစားအားကျရတဲ့ပုံကိုတယောက်ဖြစ်နေတယ်လို့မိသားစုအရေးမှာဆိုရင်လည်းအမွှာသမီးလေးတွေနဲ့ချစ်စရာဇနီးတဲ့လေးကိုပိုင်ဆိုင်ထားတဲ့ကံကောင်းသူအဖြစ်အမျိုးသားတို့ကြီးရဲ့အားကျမှုကိုရရှိနေပါတယ်။ဘဝနာခဲ့သူဖြစ်တာကြောင့်နွမ်းမသူတွေကိုကိုကျင်းစာနာထောက်ထားပြီးအမြဲတမ်းကူညီလူဒန်းတက်တဲ့တတိကြီးဦးမျိုးတန်းက အလူရည်ဆက်လက်နဲ့မကွာဆိုတဲ့စောင်ပုတ်ကိုလည်းလက်ကင်ထားသူပါနေ့စဉ်နေ့တိုင်းအလူကြီးတွေပြုတ်လုံနေပြီးတော့သူနေထိုင်ခဲ့တဲ့ရွရွာလေးကိုလည်းတွတ်တက်အောင်ပြန်လည်ထောက်ပံ့ပေးနေတဲ့ဦးမျိုးတန်းကအတန်းပညာမတင်ကြားနိုင်တဲ့ကလေးတွေအတွက်တော့စံပြပုတ်ကိုကြီးတယောက်ပါပဲရှင်အခုဆိုရင်တော့တထေကြီးဦးမျိုးတန်းကလည်းကွယ်များစွာအပြင်လေယာဆက်ပြွေးကုမ္ပဏီများစွာကိုလည်းပိုင်ဆိုင်ထားပြီးမြမအချမ်းသာဆုံးစင်းဝင်တထေကြီးတယောက်ဖြစ်နေပါပြီမကြတိခင်ကပဲသူတို့မိသားစုအေးချမ်းပျော်ရွှင်စွာနေထိုင်စေဖို့အတွက်လေးတက်တိုင်အင်ကြီးကိုလည်းခန်းနာထဲဝါစွာနဲ့ဆောက်လုပ်ထားခဲ့ပါတယ်ဒီအင်ကြီးမှာဆိုရင်အင်တထက်ချင်း င်းစီတိုင်းကိုမြမကျွန်းတစ်တေဘရောက်သားတွေနဲ့တေချာဆောက်လို့အလှဆင်ထားတာကိုလည်းတွေ့ရပါတယ်။လေးတဲ့တိုက်အိမ်ကြီးတစ်လုံးကိုအလှဆင်ထားတဲ့တစ်ပင်လေးတွေရေဒီကွန်လေးတွေနဲ့အတူစိတ်ကူးအိမ်မက်ထဲကအတိုင်းစိတ်ကြိုက်ဖန်တီးထားတယ်လို့လည်းတတိကြီးဦးမျိုးတန်းကထုတ်ပြန်လာခဲ့တာပါ။အခုလိုဘဝအခြေအနေကိုပိုင်ဆိုင်ထားတဲ့မန္တလေးမြို့ကအချမ်းသာဆုံးတတိကြီးဦးမျိုးတန်းတယောက်ငယ်ရွယ်စဉ်ကလေးဘဝကအတန်းပညာမတင်ကြားနိုင်ခဲ့ဘူးဆိုတာကိုယ်တိုင်ပြောမပြဘူးဆိုရင်ယုံနိုင်မှာတော့မဟုတ်ပါဘူးနော်။အင်မတန်နွမ်းပါးတဲ့ဘဝကနေအခုလိုအသက်60ကျော်အရွယ်မှာတော့လူတိုင်းလူချင်းအားကြရတဲ့ဘဝကိုပိုင်ဆိုင်သွားနိုင် နိုင်ခဲ့တာကတတိကြီးဦးမျိုးတန်းရဲ့အရေးချင်းနေတဲ့ကြိုးစားမှုတွေကြောင့်ပဲဖြစ်ပါတယ်။အတန်းပညာမသင်ခဲ့ရလို့စာမတက်ပေမဲ့လေအကာများစွာနဲ့မန္တလေးမြို့တဝိုင်းကအချမ်းသာဆုံးတတိကြီးအဖြစ်လူတွေရဲ့လေးစားမှုကိုခံနေရတဲ့ဦးမျိုးတန်းရဲ့ဘဝလန်ခီကိုနားဆင်ပြီးတော့ပရိသတ်တို့ရင်ထဲမှာရောဘလို့ခံစားမိသွားကြတယ်လဲဆိုတော့ပြပြပေးသွားခဲ့ကြပါဦးနော်။